ားလုံးပဲမင်္ဂလာပါဗျာကိုတခါမှတော့ကိုအိမ်ဝင်းတဲ့ကို နေရမရှိတဲ့သူကိုနေခိုင်းမိတာမဖယ်ပြီးခြင်းလို့ပြဿနာဖြစ်နေတဲ့ရွတ်တံဗီဒီယိုပိုင်းလေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကက်ထရီနိုလေး channel မှာပြန်လေးတူတူလိုက်ပါတယ်ဗျာပြောကြိုက်တာပြောဟုတ်လားငါအိုကြီးအိုမထားရပြောအကုန်လုံးကောက်ယူထားရပြောအကုန်လုံးကောက်ယူထားရပြော ပြောပြီးလူကြီးကြီးတော့တိုက်ပါနော်အာချောင်းတာအာချောင်းတာပြီးလူကြီးကြီးတော့တိုက်ပါเออโกราอตัจฉิยองโลจุตาหมูอะคูเฉิงนี้เตียไม่ยะเตยูล่ะโลเอาแม่ข้าวยะเตียไม่ยะเตยูงาเตียไม่ยะได้ดูว่านี่ก็ปิดปิดนะเอ้ยเปียวๆๆถอดละแกตัจฉิญะน่ะถอดละแกญะน่ะถอดละแกดออภัยตัจฉิญะน่ะถอดละแกเตียมาบ่มาเตียล่ะเปียวเนี่ยเตียมาบ่ မွေဦးတို့လိုရိုက်ပေးတာလေခမရောက်ကြိုက်တာမှဆိုလို့လေအဲ့တော့ဘာလို့မဟုတ်တန်းတရားတွေလာပြောတာလဲအေးမှတ်ထားနော်ဟုတ်ပြီလူကြီးရဲ့ရောင်းအကုန်ရှင်းမယ်လူကြီးရဲ့ရောင်းအကုန်ရှင်းမယ်မှတ်ထားဒီမှာနေတော့နေတော့ရေမျောကန်းနေနေရတယ်နှိမ်ပြောတာမဟုတ်ဘူးဒီအပင်မှာမွေတွဲလို့ရိုက်ပေးတဲ့ဥစ္စာကိုသူ့အပင်ကဒီမှာဘာအသီးရှိလဲကြည်ဘာအသီးရှိလဲဘာအသီးမှမရှိတဲ့ဟာအသီးရှိရဲ့လောက်ပြီးတော့ပုံကြီးထည့်နေရဲ့ဘွားကြီးပုံကဟုတ်တရက်လာတဲ့ရိုက်ချတာတရက်လာလူကြီးထည့်တယ်လို့ရိုက်ချတဲ့လူတော့ပြောလေတတိရှိအပြင်ထွက်လာခဲ့ မှန်တယ်ဆိုပြင်ထွက်လာခဲ့လေကိုပြောတာမှန်တယ်ဆိုပြင်ထွက်လာခဲ့လေဘွားကြီးအေးထွက်လာခဲ့လေကိုဟုတ်တာမှန်တာပြောရင်ထွက်ကြရမထွက်ကြရအကြောင်းမရှိဘူးထွက်ခဲ့လေမှန်တာပြောရဆိုထွက်ခဲ့ပညာတက်လို့ပညာရှိစကားပဲပြောရလေစားရှိတော့ခုပြောနေထွက်ခဲ့လို့ထွက်ခဲ့လားထွက်ခဲ့ သူများချက်ကိုအိမ်ထဲမှာလူမသိအောင်လဲခိုးစားတယ်ဒီအသက်ရွယ်ရှိပြီနော်အသက်က60ကျော်80ကျော်ဖြစ်နေပြီသူများရင်ရဲ့ချက်တွေလဲခိုးစားတယ်ဘယ်ဟိုချက်တွေခိုးစားမှာဆိုတော့ခြိထားလဲကိုချက်နဲ့ကိုခြိထားပြန်တော့လဲချက်ခြိတယ်ဆိုပြပြောတယ်ခိုးစားလို့များတော့လို့ကိုချက်နဲ့ကိုတရိတ်ဆန်နဲ့ကိုခြိထားတော့လဲခြိထားတယ်ဆိုပြပြောတယ် ချမ်းဘသူချမ်းလဲချမ်းဘသူချမ်းလဲဆိုတော့ညီမတို့ပြောပြမှာပေါ့နော်ညီမတို့အဲ့အဲ့ရဲ့ညီမတို့ကအဲ့ဘက်မှာဆက်ပြန်တည်ထားတာကိုသွားကြည့်တဲ့ဆက်တည်တာမသိဘူးသွားကြည့်တဲ့ဆက်ပြန်တည်ထားတာသွားကြည့်တဲ့ဆက်ပြန်တည်ထားရဖြစ်တဲ့အတွက်အဲ့ညီကိုညီမတို့ပြန်ဝယ်ထားတာဝယ်ထားတာသူ့မှာမိသားစုလည်းမရှိဘူးကိုရမိသားစုလည်းမရှိဘူးသူ့ယောက်ျားနဲ့လည်းသူကွဲနေတာအဲ့တော့တကောင်ကျော်တယောက်ထဲသမားပြီးတော့အသက်လည်းကြီးနေပြီးအဖွားကြီးလည်းဖြစ်တယ်ညီမတို့ကပထမတော့မိသားစုစိတ်နဲ့ပဲတွေ့တယ်လူတွေကိုကိုလိုချင်လိုက်တာပေါ့ကွယ်လူတွေကိုကိုလိုချင်လိုက်တာပေါ့အသက်လည်းကြီးနေပြီသူလည်းဘာမှလည်း ထွေထုလည်းလောက်စားကြမလို့ညီမတို့နဲ့အဆင်ပြေတဲ့အဆင်ပြေတော့ညီမတို့နဲ့ခေါ်တော့ကညီမတို့အဲ့လိုမျိုးစန်နီပါတီပေးစားတယ်ပေါ့နော်စန်နီပါတီပေးစားတယ်အမှနေခဲ့တဲ့ချိန်ကြီးတော့လည်းဟင်းနီပါတီချက်တယ်ဆိုလို့ရှိရင်လည်းသူ့ကိုလည်းကြွေးတယ်ညီမတို့ကဘယ်လိုလူမျိုးကိုမဆိုဘယ်အပေါင်းသင်းမျိုးကိုမဆိုကိုစားတယ်လို့စားရတယ်ကိုနေတယ်လို့နေရတယ်အဲ့ဒါကညီမနဲ့ပေါင်းပြီးတဲ့လူညီမနဲ့နေပြီးတဲ့လူတွေအကုန်လုံးသိတယ်ညီမနှမျောတာမရှိဘူးတွန့်လို့တာမရှိဘူးညီမအဖေအမိတွေဆိုတော့အဲ့ဒါမျိုးနှမျောတွန့်လို့တာမရှိဘူးအဲ့လိုမျိုးပေးတယ်ကြွေးတယ်ပေါ့နော်ဒါပေမဲ့လူတွေကဟို တခုပြောလို့ရှိရင်စေတနာလိုလည်းမတန်။ပူပြန်ဝယ်ထားတဲ့မြေနေရာမှာအခုလိုမျိုးဖြစ်နေရရတော့အဆင်မပြေဘူးကိုယ်။ခြံကတော့ညီမတို့ခြံပါညီမတို့ပြန်ဝယ်ထားတာပါ။အလျားအလျား90 NN 60ရှိပါတယ်။အဲ့ပရဟိုကြိုက်တဲ့အချိန်ကြိုက်တဲ့အချိန်မှာလာကြိုက်တဲ့အချိန်ကြိုက်တဲ့နေရာလာပြီးတော့နေရာလာပြီးဆက်လို့ရပါတယ်။ညီမတို့မှာစာချုပ်စာရင်းလည်းအကုန်လုံးရှိပါတယ်။အဲ့တော့ဒီနေရာကိုလူချင်းနေကြတဲ့နေချင်းနေကြတဲ့လူတချို့လည်းရှိတယ်ပေါ့နော်။အဲ့ဒါကြတော့အခုတော့ထုတ်ပြီးတော့မပြောသေးပါဘူး။ဘယ်ကြီးဖြစ်လာတော့မှ ထပ်ပြီးတော့အဲ့လိုလူတွေကပါလာပြီးပြဿနာရှာမယ်ဆိုလို့ရှိရင်တော့တရားဥပဒေနဲ့ရှင်းပါမယ်နော်အခုအဲ့ချန်ကဘလူချန်လဲဆိုတော့ညီမတို့ချန်ပါညီမတို့ပြောင်းဝေထားတဲ့ချန်ပါသူအသက်ကြီးမြာဖြစ်တဲ့အတွက်သူ့ကိုတသက်တာသူ့ရဲ့တသက်နေလို့ရအောင်ဆိုပြီးထားထားပေးတဲ့ဟာရှိပါတယ်ဆန္နာသူနဲ့ညီမတို့နဲ့အကန့်လည်းမရှိပါဘူးအကန့်လည်းမရှိပါဘူးသူနဲ့ညီမတို့အကန့်လည်းမရှိပါဘူးဆန္နာညီမတို့ချန်ပါအကုန်လုံးပြောင်းလို့တခြားလေးရှင်းရှင်းလေးပြောပြပေးတာပါဘာများထပ်တည်ချင်ပါလေးလေး အများထပ်သိချင်သေးတယ်သိချင်တာရှိလို့ရှင်လေ comment မှာမှတ်ပြီးရေးပေးခဲ့လို့ရပါတယ်ဟုတ်ပါဟုတ်တယ်ဟုတ်တယ်ညီမလေးလူတွေကလေအဲတငယ်ပြန်နေဆိုတာတဲ့အဲ့ဒါကအသက်ကြီးတိုင်းလေးလေသိလားညီမလေးအသက်ကြီးတိုင်းလေဟိုအသက်ကြီးလို့လူကြီးဖြစ်နေရပဲရှိရအောင်နောက်ရှိရလို့မရှိဘူးနော်ဒီအသက်ကြီးလို့လူကြီးဖြစ်သွားပဲရှိဘာအနည်းကျမှမရှိတဲ့လူတွေအများကြီးရှိတယ်အဲ့တော့ကိုယ်အရင်တော့တော့တင်းကြီးခံနေသေးလားဘယ်သူမှပြောပြောတုံးတောင်းပြန်မပြောဘူးတင်းကြီးခံနေတယ် အခုကတော့ကိုယ်မဟုတ်တာလားလို့ပြောနေ။နည်းနည်းလေးမှတင်းကြီးမခံတော့ပါဘူးလို့။နည်းနည်းလေးမှတင်းကြီးမခံတော့ဘူး။ဒါကိုယ်ဝယ်ထားတဲ့နေရာကိုယ်ဝယ်ထားတဲ့မြေမှာကိုယ်ကတယောက်တည်းတမအဖွားကြီးလည်းဖြစ်တဲ့အတွက်သူ့တက်တက်နေပါသည်ဆိုပြီးထားတာ။အဲ့ဒါကိုလူဘာမှမရင်တဲ့စကားကြီးပြောနေတော့လက်မခံနိုင်ဘူး။တခါရေးပြောထားလိုက်မယ်နော်ဒီနေရာမှာပဲ။မတရားလူကျင်နေတဲ့လူမတရားနေကျင်နေတဲ့လူတွေ။ စာချုပ်စာတမ်းတွေပဲရှင်းပါမယ်။သူသေးသွားပြီဆိုလို့ရှိရင်ဘယ်လိုလူမျိုးမှအိမ်ထဲမှာမထားနိုင်ပါဘူး။ဒါကြဲဒီနာကညီပြောတာပါ။နောက်ထပ်ဒီလိုပြဿနာမျိုးကိုအဲ့ဘွားကြီးထပ်ပြီးရရှာနိုင်မယ်ဆိုလို့ရှိရင်လည်းတခါရဲ့နေကြနေရမရှိအောင်မှနှင်ထုတ်ပလိုက်တော့မှာနော်။တခါရဲ့ပြောထားမယ်။ဒီလူဆိုတဲ့အင်းကြီးခန္ဓာအတိုင်းအတာတစ်ခုပဲရှိတယ်။